ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်ကကုညီတိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သား600ခန့်သေဆုံးခဲ့ပြီးဒဏ်ရာရသူထောင်ချီရှိခဲ့ကြောင်းတောင်ကိုရီးယားလွှတ်တော်မှတ်တမ်းကပြောပါရယ်မြောက်ကိုရီးယားဟာရုရှားကိုကုညီပေးဖို့စစ်သားတွေဆစ်လုခဲ့ကြောင်းတရားဝင်အတည်ပြုခဲ့ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာတောင်ကိုရီးယားလွှတ်တော်မှတ်လီဆောင်ကွမ်ရဲ့ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါရယ်လက်ရှိအချိန်အထိစစ်ပွဲအတွင်းသေဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သား600အပါအဝင်မြောက်ကိုရီးယားစစ်သား4800ခန့် ေကျေတံရရခဲ့ကြောင်းလွှတ်တော်ရဲ့ထောင်လဲရေးကော်မတီဝင်တအုပ်ဖြစ်တဲ့လီကသတင်းထောက်တွေကိုပြောပါရယ်ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုကိုခံခဲ့ရတဲ့ရုရှားနယ်စပ်ကတ်ဒေတာကိုမြောက်ကိုရီးယားစစ်သားတွေရဲ့အကွက်ညီနဲ့ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဧပြီ28ရက်ကအတည်ပြုခဲ့ပါရယ် ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာမြောက်ကိုရီးယားစစ်သားတွေပါဝင်နေကြောင်းရုရှားကအတည်ပြုခဲ့ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာမြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီကဒီအကြောင်းအရာကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ရုရှားကိုပို့ဆောင်ခဲ့တဲ့မြောက်ကိုရီးယားစစ်သား200ခန့်ကိုအခုနှစ်အတွင်းမြောက်ကိုရီးယားနိုင်ငံအတွင်းပြန်ယူခဲ့ပြီးပျောင်ရမ်းမြို့တော်နဲ့နိုင်ငံတော်မှာရှိတဲ့တခြားနေရာဒေသတွေမှာတည်ထောင်ထားရှိခဲ့ကြောင်းလီကပြောပါရယ်။ ကြဆုံးသွားတဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့အလောင်းတွေကိုမြောက်ကိုရီးယားကိုပြန်မပို့ခင်ကတ်ဒေတာမှာပဲမိသကြိုခဲ့တယ်လို့ယူဆရပါတယ်လို့၎င်းကပြောပါရယ်မြောက်ကိုရီးယားဟာစစ်သား18000ခန့်ကိုအတုံးနှစ်တုပ်ခွဲပြီးကတ်ဒေတာမှာဖြန့်ကျက်ချထားခဲ့ပြီးကတ်ဒေတာမှာမလကစာပြီးတိုက်ခိုက်မှုတွေရောကြလာခဲ့ကြောင်းလေကပြောပါရယ်ဒီအချိန်ကစာပြီးမြောက်ကိုရီးယားစစ်သားတွေဟာအရန်အလွန်ကြုံတောက်တာပစ္စည်းတွေခိုးယူတာစတဲ့လက်မခံနိုင်တဲ့အပြုအမူတွေရှိခဲ့တဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တယ်လို့လေကပြောပါရယ်